အလုံးမဲ့မင်္ဂလာပါဒါ 2D ပြီးတော့ 3D ပဲလှည့်တာပေါ့ဆိုတော့ 3D မှာကပ်ပင်ယူဆမှုလင်းနဲ့ဒါဒီဒီ3 3ထိပ်လေးလုံးဆင့်ကြထားတာနေပြီးတော့5လုံးအထိကြံ့နိုင်ကြည့်ရှိတယ်ပုံစံလေးရှေ့ပေါင်းခြင်းနောက်ပေါင်းခြင်းနဲ့ဒါဒီမူစနစ်လေးဆက်ပွက်တိဆက်ဖြစ်မယ်ဆိုရင်ဒါတကွက်ကောင်းထွက်သွားနိုင်ကြည့်ရှိတယ်ခဏလေးတကွက်ကျွန်တော်ယူဆပြမယ်ကြာရင်3ပုံတည်တည်စားလေးကြည့်ပါ ဒါအခြားအခြားဖြစ်နေကြတွေမှာလည်းပေါက်ဆက်သုံးလို့ရတယ်။ရှေ့ပေါင်းခြင်းနောက်ပေါင်းခြင်းယူဆမှုလေးတွေလည်းရှိတယ်ပေါ့။ဆိုတော့သူကဒီလိုလေးယူဆထားတာ။ဒါမြင်မြင်တာလေးကိုအတွင်းနဲ့ပေါက်ဆက်ကြည့်တာပေါ့။ဆိုတော့ဒါပထမဆုံးဒါအလဲတိုင်းနဲ့ရှေ့ပေါင်းခြင်းအတွဲလိုက်ကြလာတဲ့ပုံစံလေးဒီတော့လုံးရှေ့ ဒီလိုတုံးလုံးရှိဆိုတဲ့ခါတည်းငါအလဲတိုင်းတလုံးယူလို့ရတယ်အဲ့ဒီလိုရှစ်ဖြစ်ပြီးတဲ့ချိန်ဒီလိုတုံးလုံးမှာရှစ်လို့ဖြစ်ပြီးတော့ရှင်းနှလုံးပေါင်းခြင်းရှစ်ဖြစ်သွားတယ်ပေါ့အပေါ်မှာတုံးညာတလုံးရှိနေတဲ့အတွက်ကြောင့်ပေါ့ဒီလိုဖြစ်သွားတယ်ဒါပထမတစ်ချိန်ဒုတိယတစ်ချိန်မှာလည်းဒီတုံးလုံးပေါင်းခြင်းဟာခွန်အဲ့ဒီတုံးလုံးပေါင်းခြင်းခွန်ဒီလိုတုံးလုံး ခုံဖြစ်တယ်လို့ယူလိုက်ရင်ကိုယ်အလယ်တိုင်းဖြစ်တာပဲအဲ့ဒီလိုပဲအပေါ်မှာယူခဲ့တယ်လို့ဒီလိုသုံးလုံးပေါင်းချင်းခုံလို့ဖြစ်တယ်ခုံခုံလို့လည်းဖြစ်တယ်ဆိုတဲ့ကတည်းကထိတ်ကိုယူလို့ရတယ်ရှင်းနှလုံးပေါင်းချင်းထွက်လာတယ်ပေါ့နှစ်ချိန်ကိုနိုင်နိုင်ရှင်းကြည့်လိုက်တဲ့ကကျွန်တော်တို့ဒီပုံစံနိုင်ဆက်သွားရင်ကတော့သုံးထိပ်လေးကြီးပဲဖြစ်သွားမှာပေါ့ဒီဒီပုံစံတစ်သက်လုံးမှန်သွားမှာဆိုရင်တစ်သက်လုံးသုံးထိပ်ကြီးပဲ ကြာတော့မဲ့ပုံစံမျိုးဒါပေမဲ့ဖြစ်ချင်းလည်းဖြစ်မှာပေါ့ဆိုတော့ तू ကဒီသုံးလုံးဒီရှင်းနှလုံးပေါင်းရင်းနှစ်လို့ဖြစ်တယ်သုံးထိပ် तू ကကိုယ်အလဲပေါ်မှာမူတည်ပြီးတော့မှာကနန်းလေးတွေယူထက်တဲ့ပုံစံမျိုးဆိုတော့အဒီပုံစံလေးသုံးချိန်ဆက်ဖြစ်မှာဆိုရင်ဒီသုံးလုံးပေါင်းရင်၄00အပေါ်နှစ်ချိန်အတိုင်းတာသုံးချိန်မျိုးဆက်ဖြစ်အောင်မှာဆိုရင်ဒီလိုသုံးလုံး လေးလို့ဖြစ်ဒါဆိုရင်သူ့ကိုနှစ်အလဲတစ်လုံးကိုထည့်မယ်ပြီးတော့အပေါ်နှစ်ချင်းမှာဖြစ်ခဲ့တဲ့လိုမျိုးပဲဒီလိုသုံးလုံးပေါင်းချင်းလေးလို့ဖြစ်အောင်မယ်ဆိုရင်သူ့ကိုသုံးထည့်တစ်လုံးကိုထည့်ဆိုတော့ဒါသူကဒီလိုသုံးလုံးပေါင်းချင်းလေးဆိုရင်ပေါ်မှာ၉တစ်လုံးရှိနေတဲ့အတွက်ကြောင့်မို့လို့ရှင်းနှလုံးပေါင်းချင်း၅ ဒီရှင်းရှင်းလေးပေါ့ကောင်းကြီးငါဆိုတာလေးကိုရေးဖို့မိကြံခဲ့တယ်ပြီးတဲ့ခါမှမှရေးလိုက်မယ်ဆိုတော့ तू ကတုံးမှာဒီပုံစံအတိုင်းဆက်ဖြစ်မယ်ဆိုရင်ငါလုံးဆင့်သွားမှာငါလုံးဆိုတာဒါချဲဆိုတဲ့ဒါထိုင်းတီစပေါ်ကလေးကသုံးလုံးနောက်နောက်သုံးလုံးတွေမှာ၃ခါဆင့်ကနက်တလုံးက၅ခါဆင့်ကြတာတခါလည်းမရှိသေးဘူးလေးလုံးအများဆုံးပဲရှိတယ်ဆိုတော့ ဒါပထမဆုံးအကျဉ်းဖြစ်ခြင်းလည်းဖြစ်သွားမှာပေါ့ဆိုတော့ဒါဒီလိုယူလိုက်တယ်မဖြစ်နိုင်ဘူးဆိုတော့မရှိဘူးမဖြစ်သေးတာပဲရှိတယ်ဆိုတော့ तू ကဒီလိုယူလိုက်တယ်ပေါ့ပြီးတဲ့အခါမှာနောက်နှလုံးပေါင်းခြင်းဖြစ်နိုင်ခြေလေးတခုဒါလည်းအခြားဖြစ်နိုင်ခြေလေးမှာတွဲသုံးရင်ရတာပဲ तू ကဒီလိုလေး तू က၃ချိန်၃ချိန်ဖြစ်နေ၄ချိန်ဖြစ်၃ချိန်ဖြစ်ပြီးသားတခုလည်းရှိတယ်အခုမှမြင်တယ်ပေါ့ဆိုတော့ तू ကဒီလိုဒီ၃လုံးပေါင်းခြင်း 6ပြီးတဲ့အခါ6ပြီးတော့ဒီ3လုံးပေါင်းပြန်3ဒီလိုလေးဖြစ်ထိုင်ပြီးတဲ့အခါသူကဂျားမှာတကြိမ်လေးဟပြီးတော့ဒီလို3လုံး6ဒီလို3လုံး3ဒါမျိုးလေးဖြစ်ထိုင်ဆိုတော့ဒါကိုယူဆကြည့်လိုက်လို့ရှိရင်နောက်နှလုံးပေါင်းခြင်းတန်ဖိုးတွေကိုရတာပေါ့ဒီဒီ3လုံးပေါင်းခြင်း6ဟာ3လုံးပေါင်းခြင်း6ဆိုရင်5နှစ်တွဲလာတယ်ဆိုတော့နောက်နှလုံးပေါင်းခြင်းခွန်ယူလို့ရတာ ပေါင်း၉တလောက်ရှိတယ်လို့၃လောက်ပေါင်းခွန်၅လောက်ပေါင်းခွန်ဖြစ်သွားအဲ့လိုပဲဒီ၃လောက်ပေါင်း၃ငါနဲ့ဒီလို၃လောက်၃လို့ဖြစ်တဲ့ချိန်မှာ၉နှစ်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 ကိုဆိုတဲ့ဒီတလုံးရှိနေလို့နောက်နောက်လုံးပေါင်းချင်းတစ်ဖြစ်တယ်လို့ယူဆလို့ရတယ်။ဆိုတော့ဒီပုံစံတိုင်းလေးဆက်ယူမယ်ဆိုရင်ဒါနောက်နောက်လုံးပေါင်းချင်းတန်ဖိုးကိုတည်ရင်အပိတ်တလုံးအပိတ်တလုံးထည့်လို့ရတာပေါ့။ဆိုတော့ကြားမှလည်းသူကတစ်ချိန်လေးဟာနေတော့ သုံးချိန်သုံးချိန်နောက်ကိုသုံးချိန်ဒီလိုတက်တက်မမှကွတိလိုက်သွားမှဆိုရင်သူကလည်းလိုက်လိုက်လို့ရနိုင်ချေရှိတာပဲဆိုတော့သူကဒီသုံးလုံးပေါင်းရင်ခွန်လို့ဖြစ်ထားတယ်အဲ့ဒီခွန်ကဒီလိုသုံးလုံးခွန်လို့ဒါအစိကွတိသုံးချိန်နောက်ကိုသုံးချိန်ကွတိလိုက်တဲ့ပုံစံမျိုးလေးဖြစ်သွားမှဆိုရင်သူကသုံးလုံးခွန်ဖြစ်မယ်သုံးလုံးခွန်ဖြစ်ဖို့ဆိုရင်နှစ်တလုံးရှိနေတော့နှစ်နှစ် နှလုံးရှိနေတော့သုံးလုံးဖွင့်ဖြစ်ဖို့အတွက်နောက်နှလုံးပေါင်းခြင်းငါဆိုတော့သုံးပိတ်တစ်လုံးကိုထည့်ပြလိုက်ဆိုရင်ဒါ၃နှစ်၃ဆိုတဲ့ကဏ္ဍတစ်ခွက်ပုံပေါ်သွားရင်ဒီနောက်နှလုံးပေါင်းခြင်းငါဖြစ်နိုင်ချေဘူးအခြားပုံစံလေးတစ်ခုနဲ့သူက၃ချိန်တောင်ဖြစ်ပြီးသွားတယ်ဒီလိုဒီသုံးလုံးပေါင်းခြင်းခွန်ဒီသုံးလုံးပေါင်းခြင်းခွန်အဲ့ဒီခွန်သူ့အောင်ဒီလိုသုံးလုံးခွန်လို့ပြန်ဖြစ်တယ် ရှစ်တုံညာကိုဆိုတော့ခါရှစ်တလုံးကြီးနေလို့နောက်နောက်လုံးပေါင်းခြင်းကိုပေါ့နောက်နောက်လုံးပေါင်းခြင်းကိုထပ်လိုက်တယ်သုံးလုံးခုံအဲ့လိုပဲသူ့အောက်ကဒီမှာသုံးလုံးခုံလို့ပါဖြစ်ဒီခုံနှစ်ခုရဲ့အပေါ်မှာခုံတစ်ခုရှိသေးတယ်အဲ့ခုံကတော့မဖြစ်ခဲ့ဘူးဆိုတော့ဒီမှာသုံးလုံးခုံဒီခုံကလည်းဒီလိုသုံးလုံးခုံလို့၃ည၅နှစ်ဆိုပြီးတော့သုံးလုံးခုံဖြစ်တယ်ဆိုတော့သူက နောက်နှလုံးပေါင်းခြင်းခွန်လို့ယူဆရင်ရတာပဲပေါ့နောက်နှလုံးပေါင်းခြင်းခွန်ဘယ်သုံးချိန်အထိဖြစ်ထားပြီဒီသုံးလုံးပေါင်းခြင်း6အဲ့ဒီ6ပေါ့ဒီလိုသုံးလုံး6လို့ဖြစ်သွားတယ်ဆိုတော့အပေါ်မှာ၅တလုံးရှိနေလို့သုံးလုံး6ဖြစ်အောင်နောက်နှလုံးပေါင်းခြင်း1လို့ဖြစ်တယ်လို့ယူဆလို့ရတယ်ဆိုတော့ဒါ ဒီပုံစံလေးကနောက်နောက်ပေါင်းချင်းတန်ဖိုးလေးတွေယူဆလို့ရတဲ့ပုံစံလေးပေါ်နေဒါ၃ချိန်ဖြစ်ပြီးသွားပြီသူ၄ချိန်ဆက်ဖြစ်မယ်ဆိုရင်ဒီ၃လုံးပေါင်းချင်းက၄လို့ဖြစ်ထားလို့အပေါ်၃ချိန်ဖြစ်ခဲ့တဲ့အတိုင်းဒီလို၃လုံး၄လို့ပါဖြစ်အောင်မယ်ဆိုရင် तू ကကိုတစ်လုံးရှိနေလို့နောက်နောက်လုံးပေါင်းချင်းတန်ဖိုးပါ၅ဖြစ်ရမယ်ဒါမှ၃လုံးပေါင်းချင်း၄ဆိုတော့ပထမ၃ချိန်ဖြစ်ယူဆထားတာလေး ਨੇ အကွက်တီလာဆောင်တယ်ပေါ့ဆိုတော့နောက်နှလုံးပေါင်းခြင်းကဆိုရတဲ့ဒီရှင်းနှလုံးပေါင်းခြင်းငားနဲ့ဒီနှစ်အလယ်ဖြစ်နိုင်ခြင်းနှစ်အလယ်နှစ်အလယ်လည်းတကယ်ဖြစ်သွားမယ်ကိုကိုအမြင်ယူဆလိုက်တိုင်းတကယ်ဖြစ်သွားမယ်ရှင်းနှလုံးပေါင်းခြင်းငားကလည်းတကယ်ဆက်ဝင်သွားမယ်သုံးထိတ်ငားလုံးဆင်းသွားမယ်ဒီနောက်နှလုံးပေါင်းခြင်းငါတန်ဖို့ကလည်းပွတ်တိဆက်ပြီးတော့ငါကိုအမြင်ယူဆလေး ဟုတ်ဒီဆက်မှန်သွားမယ်ဆိုရင်တော့နေတော့ပေါ့ဒီလိုယူဆလို့ရတယ်ဆိုတော့ဒီမှာပထမယူဆထားတာကသူကသုံးလုံးပေါင်းခြင်း၄လို့ဖြစ်ပြီးတော့နှစ်အလဲနှစ်အလဲဝင်အဲ့ဒီသုံးလုံးပေါင်းခြင်း၄ဟာဒီလိုပြန်ပြီးတော့သုံးလုံးပေါင်းခြင်း၄လို့ဖြစ်ပြီးတော့ဒါရှင်းနှလုံးပေါင်းခြင်း၅ဖြစ်ဆိုတော့သုံးထိတ်ကိုထက်သုံးထိတ်နှစ်အလဲသုံးပိတ် ရှင်နှလုံးပေါင်းခြင်းငါးနှာလုံးပေါင်းခြင်းငါးဒီရှင်နှလုံးပေါင်းခြင်းငါးနှာလုံးပေါင်းခြင်းငါးငါးတွေဟာဒီနေရာတွေမှာမဟုတ်ဘူးအခြားနေရာတွေမှာလည်းအလင်းတင်တယ်လို့ကိုယ်အကြိုက်လေးတွေတွေ့ရင်ယူပြီးတော့သုံးလို့ရတယ်ပေါ့။ဘာဖြစ်လို့လဲဆိုတော့သုံးခုနှစ်ပြီးရင်ဖြစ်လာမဲ့ဖြစ်နိုင်ကြီးလေးတွေကိုဒါယူဆထားတာဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့အခြားဒါတကွင်းကျော်နှစ်ကွင်းကျော်သုံးကွင်းကျော်အဲ့အဲ့လောက်ထိကျွန်တော်ယူဆမှာဆိုတော့အဲ့ဒီဟာတွေမှာလည်းဒါအလင်းတင်တယ်လို့ကိုယ်ကြိုက်ရင်ကြိုက်တယ်လို့ ပုံစံထည့်သွင်းအသုံးပြုလို့ရတယ်ဆိုတော့ဒါပထမဆုံးတော့နှစ်တော့တုံးကားလုံးစင်ကြလိမ့်မယ်လို့တော့လူများစုကြီးကတော့ကြိုက်မှာမဟုတ်တော့ဘူးဒါပေမဲ့ဖြစ်ချင်းဖြစ်မှာပေါ့ဆိုတော့ဒီဒီတကွက်ပထမဆုံးယူဆလိုက်တယ်ပြီးတဲ့အခါဒီကပ်ပင်နဲ့ပဲအခြားထိတ်ဖြစ်နိုင်ခြေလေးတွေပိတ်ဖြစ်နိုင်ခြေလေးတွေနဲ့ဒီယူဆမှုလေးကိုထိတ်ပေါင်းခြင်းရှင်းနှလုံးပေါင်းခြင်းနောက်နှလုံးပေါင်းခြင်းလေးတွေကိုထည့်သွင်း ပေါင်းစပ်ပြီးတော့မှကဏ္ဍလေးတွေထပ်ပြီးတော့မှဖြစ်နိုင်ခြင်းများများလေးကျွန်တော်ထပ်ပြီးတော့ယူဆမယ်ဒီတကမှာတော့ဒါပထမယူဆမှုလေးတွေပထမယူဆမှုဖြစ်နိုင်ခြင်းလေးတွေနဲ့ဒါဒုတိယဒါတကယ်တမ်းကျတော့ဒါတပြိုင်တည်းပေါ့တပြိုင်တည်းမှာအကုန်လုံးပေါင်းဆွဲလိုက်မယ်ဆိုဘာမှမမြင်ရတော့မှာမဟုတ်တော့အကုန်မဲ့မဲ့တူးသွားတော့မှာဆိုတော့ဒါပထမတစ်ဖြတ်ဒုတိယတစ်ဖြတ်ပေါ့ပထမယူဆမှုနဲ့ဒါဒုတိယတစ်ဖြတ်ယူဆမှုတွေကိုပြန်ပြန်ပေါင်းစပ်ပါ ဆိုတော့သူကဒါပထမယူဆမှုနဲ့နှစ်ပိတ်အနှစ်နှစ်အလဲဖြစ်နေကြည့်တလုံးယူဆထားတယ်ပေါ့ပြီးတဲ့အခါမှာသူကနောက်ထပ်တလုံးဒါထတ်တိုးယူဆလိုက်တာပြီးတဲ့အခါရှင်းမှယူဆပြခဲ့တယ်ဒါနောက်နှလုံးပေါင်းခြင်းငါဖြစ်နိုင်ကြည့်ရှင်းနှလုံးပေါင်းခြင်းငါဖြစ်နိုင်ကြည့်ဒီဟာလေးတွေကိုပါပေါင်းပေါင်းချုပ်ပြီးတော့မှယူဆကြည့်မှာဆိုတော့ကပထမကတုံညအလဲဖြစ်နေကြည့်တလုံးကို ထပ်တိုးယူဆလိုက်တာပထမယူဆပြထားတဲ့နှစ်ကတော့မပြတော့ဘူးဒါပေမဲ့သူ့ကိုအခြားပုံစံလေးတစ်ခုနဲ့ယူဆရင်လည်းရနိုင်သေးတယ်သူကဒီလိုဒါတုံးညတလုံးကိုထပ်ပြီးတော့ယူဆပြဒီလိုလေးဒီလိုညင်လို့ဒီလိုထင်းဒီလိုယူဆလိုက်တယ်ဒီတုံးလုံးပေါင်းခြင်းတုံးအဲ့ဒီတုံးကဒီလိုတုံးလုံးတုံးဆိုတဲ့ကငါလည်းအဲ့ဒီလိုပဲ သူ့အောက်ကဒီလို၃လုံးပေါင်းရင်၃လုံးပဲထပ်ဖြစ်တယ်။အဲ့ဒီ၃ပါလဲဒီလို၃လုံး၃ဆိုတော့ဒါမှဒါမှအခုမှတွင်းပြီဒီလိုလေးယူကြည့်ခြင်းရင်လည်းရတာပဲဒီလို၃လုံးပေါင်းခြင်း၃သူ့အောက်မှာ၃ထိပ်ဒီလို၃လုံးပေါင်းခြင်း၃သူ့အောက်မှာ၃အဲ့ဒါမရဘူးတကွင်းကျော်ယူရင်တော့ရတယ်ဆိုတော့ထားလိုက်ဆိုရင်ဒီမှာ အဲ့ဒီပုံစံလေးအတိုင်း၃ချိန်ဆက်ဖြစ်မယ်ဆိုရင်ဒီပုံစံနဲ့ငါအလဲတို့ကိုယ်အလဲတို့ဒါပုံဖော်ကြည့်လို့ရတယ်ပေါ့ဆိုတော့အဲ့ခါဆက်ပြီးတော့မှကိုယ်ပုံဖော်ထားတယ်လို့လေး၃ချိန်ဆက်ဖြစ်သွားမယ်ဆိုရင်ဒီ၃လုံးပေါင်းခြင်းရဲ့တစ်လို့ဖြစ်ထားတယ်၈၃ည၃တစ်လို့ဖြစ်ထားတဲ့အတွက်ကြောင့်မို့လို့ဒီလို၃လုံးတစ်လို့ထပ်ဖြစ်အောင်ဆိုရင်၃ညအလဲတစ်လုံးဒီလိုလေးထည့်လိုက်တာ ကျွန်တော်စိတ်ဝင်စားတဲ့ဆိုရင်ကျွန်တော်အယူအဆအလေးတွေဒီအမြင်အတွေးလေးတွေကိုနည်းနည်းဟိုစိတ်ဝင်စားတဲ့နားလည်ခြင်းနဲ့ဆိုရင်တည်တည်ဆတ်ဆတ်တဆင်းချင်းတာကြည့်နောက်ပိုင်းမှာ line တွေဒါရှုပ်လာ line တွေထပ်လာမှာပေါ့ရှုပ်လာမှာပေါ့ထပ်ကုန်ပါအယောင်တွေထပ်ပြီးတော့မဲတူကုန်ဆိုတော့ဒီပထမယူဆမှုပုံစံနဲ့မဟုတ်ဖက်နဲ့နောက်ထပ်ပုံစံလေးနဲ့ဒီလိုယူဆကြည့်မယ်ဆိုရင်လည်းဒီနှစ်ကယူဆလို့ရတယ်သူ့တော့သုံးလုံးပဲယူလိုက်မယ် သုံးလုံးမှန်ပြီးသွားရင်တော့လေးလုံးဆက်ယူခြင်းယူမှာပေါ့ဒါဒီလိုဒီတော့ဒီလိုတော့ဒီတော့ညောင်းဒီလိုသုံးလုံးသုံးဖြစ်တယ်ဒုတိယဒီတော့ညောင်းဒီလိုသုံးလုံးသုံးဖြစ်တယ်ဆိုရင်ဒါငါးတွေကိုးတွေယူလို့ရတာဆိုတော့ဒီမှာတတိယဒီတော့ညောင်းဒီလိုသုံးလို့ဖြစ်အောင်လဲဆိုရင်လည်းဒီနှစ်ကိုယူလို့ရတယ်ပထမယူဆမှုပုံစံကငါတစ်မျိုးဒီလို ဒီလိုကတ်ပြီးတော့မှယူဆလိုက်ရင်လည်းဒီနှစ်အလဲဖြစ်နိုင်ခြင်းပုံပေါ်တာပဲကျွန်တော်ဟုတ်ပြီနှစ်တုံးရပြီးတဲ့ကမှလာထိတ်ထိတ်ဖြစ်နိုင်ခြင်းနှလုံးပိတ်ဖြစ်နိုင်ခြင်းနှလုံးဒီလိုယူဆထားတယ်ကျွန်တော်ဒါပထမဒါထိတ်ဖြစ်နိုင်ခြင်းနှလုံးနဲ့ကတလုံးဒီလိုယူဆထားတယ်ဒီသုံးလုံးပေါင်းနှစ်အဲ့ဒီသုံးလုံးနှစ်ဖြစ်ပြီးတာ ਨੇ ဒီလိုသုံးလုံးနှစ်လို့ပြန်ဖြစ်တယ် ဒီလိုဒီလိုယူဆကြည့်တယ်ဆိုတော့ကတုံးထိတ်ပေါ့အဲ့လိုပဲဒုတိယတစ်ချိန်မှာလည်းဒီလိုသုံးလုံးသုံးညလုံးဖြစ်တဲ့ချိန်မှာသူ့အောက်မှာဒီလိုသုံးလုံးသုံးညလုံးဖြစ်သွားတယ်ဆိုတော့နှစ်ချိန်အမြင်ထင်လေးနဲ့ပုံဖော်ကြည့်လို့ရလို့အဲ့ဒီပုံစံလေးသုံးချိန်သူဖြစ်အောင်မယ်ဆိုရင်ဒီသုံးလုံးပေါင်းချင်း၅လို့ဖြစ်ထားလို့ ေါ်နှစ်ကြိမ်အတိုင်းဒီလိုသုံးလုံးငါလိုလိုက်ဖြစ်သွားမှုမယ်ဆိုရင်သူ့ကိုနေထိတ်တလုံးထည့်လို့ရတယ်နေထိတ်တလုံးဒီပုံစံလေးနဲ့ယူလိုက်တယ်ပြီးတဲ့အခါနောက်ထပ်ထိတ်ဖြစ်နေရင်တလုံးသူကဒီလိုဒီသုံးလုံးတစ်ပြီးတော့ဒီသုံးလုံးခွန်ဒီလိုတစ်ခွန်ဖြစ်တာအဲ့ဒီသုံးလုံးဒီတစ်ဟာဒီလိုသုံးလုံး 第一批登陆船也，都讲个，在当中看个，在陆当中看片段个，陆船也看个，做那个，当部队一路也看个，做本人嘞，当即个，是先个，在那阵，个，在 ခေါ်ထိုက်တလုံးကိုထိုက်ဒါမှနေကိုခေါ်တော့လို့ရှိတော့ဒီဒီခေါ်တယ်လို့ဒီလိုယူလိုက်ပြီးအဲ့ဒီခေါ်အခြားနေတစ်ခုတည်းယူချင်ရင်လည်းသူကခေါ်ယူလို့ရတယ်သူကဒီလိုလေးဒီလိုတော့လုံးပေါင်းချင်းတင်ခေါ်ပြင်းနေဆိုတော့တော့လို့တင်အဲ့ဒီတော့လို့တင်ဒီလိုတော့လို့တင်ဒီမှာရှစ်၃ရက်တော့ဒီလိုတော့လို့တင်လို့ဖြစ်ပြီးတာနဲ့ခေါ်နှစ်နှစ်ဆိုပြီးတော့တော့တင်ဖြစ်ပြီးတာနဲ့ ၈တုံးညာ၃ဆိုပြီးတော့၃လုံးဒီမှာ၈တုံးညာ၃ဆိုပြီးတော့၃လုံးတိဖြစ်တယ်ဆိုတော့ကတုံးထိပ်ဖြစ်တာအဲ့လိုပဲသူကခွန်၈၃ဆိုပြီးတော့၃လုံးပေါင်းခြင်း၈ဖြစ်တဲ့ချိန်မှလည်း၃ညာ၅၃ဒီလို၃ညာ၅၃ဆိုပြီးတော့၃လုံး၈ဖြစ်သွားတယ်ဆိုတော့တုံးထိပ်ဒီဒီပုံစံလေးနဲ့ပုံဖော်ကြည့်လို့ရတယ် ဆိုတော့ဒီပုံစံလေး၃ချိန်ဆက်ပြေအောင်မယ်ဆိုရင်ဒီပါ၈3ဆိုတဲ့ခါ၃လုံးပေါင်းခြင်း၁အဲ့ဒီ၁ဟာလည်းအပေါ်၂ချိန်တိုင်းဒီလို၃လုံး၁လို့ဖြည့်အောင်မယ်ဆိုရင်ခွန်ခွန်ထိတ်ဆိုတော့ဒါတမျိုးလေးနဲ့ဒီ၄နဲ့ခွန်ဒီနှလုံးမှာယူလိုက်တယ်ပြီးတဲ့ခါအပိတ်အပိတ်ကိုသေချာလေးကြည့်ပါဟိုလိုင်းတွေထပ်လာပြီကြောင့်ဒီမှာ ဒီနှလုံးပေါင်းခြင်းဒီနှလုံးပေါင်းခြင်းငါအဲ့ဒီဟာအဲ့ဒီနှလုံးပေါင်းခြင်းငါလို့ဖြစ်ပြီးတဲ့ချိန်ဒီလို၃လုံးဒီ၃လုံးငါလို့ယူရင်လည်းရတယ်အဲ့လိုဒီဒီ၃နေရဲ့ဂျေစုကြောင့်ဒါမျိုးလေးယူရင်လည်းရတယ်ဘာလို့လဲဆိုတော့၃နေထပ်နေလို့ဒီလိုယူလိုက်ရင်လည်း၃၃ည2 ဒီလိုလေးထပ်ဖြည့်ယူလိုက်ရင်လည်းတော့ဘယ်နှစ်လုံးလုံးငားနေမှာဒုတိယအချိန်ဒီနှလုံးပေါင်း၃ညအဲ့ဒီ၃ညကလည်းဒီလို၃လုံးယူရင်လည်း၃ညပဲဒီလို၃လုံးယူရင်လည်း၃ညလုံးပဲဖြစ်တာဆိုတော့ဒါနှစ်ပိတ်ဒီပုံစံလေးကခုနဲ့ဒီလိုလေးလှမ်းရှင်ကြည့်တဲ့အခါမှာဒီနှစ်ပိတ်တွေဖြစ်ထားလို့ဒီက၃ချိန်ဒီပုံစံလေးအတိုင်းဆက်ဖြစ်သွားမယ်ဆိုရင်ရှေ့ကို နှလုံးပေါင်းရှင်ခွန်လို့ဖြစ်တာလေဆိုတော့အဲ့ဒီခွန်ကလည်းဒီလိုဒီလိုဒီလိုပဲခွန်ခွန်ဒီလိုပဲခွန်ခွန်ဒီသုံးနေရဲ့ကျေးဇူးကြောင့်ဘလို့ယူယူဒီချင်းထိသုံးချင်းထိသူမိသေးတယ်ပေါ့တတ်တူကြနေတယ်ဆိုတော့အဲ့လိုခွန်လို့ဖြစ်မယ်ဆိုရင်ငါပိတ်တလုံးကိုထဲငါပိတ်တလုံးပြီးတဲ့အခါဒုတိယတလုံးဒုတိယတလုံးကဒီလိုလေးဒီပုံစံလေးနဲ့တွားမယ်နှစ်ရှင်း နှလုံးပေါင်းခြင်းပြီးတော့ဒီမှာရှစ်ခုနှလုံးပေါင်းခြင်းဒီလိုဒီလိုနှလုံးပေါင်းခြင်းနေရာဒီမှာနှစ်ရှစ်ဆို3ညရှစ်ခုဆို9အဲ့ဒီ3ညနဲ့9နဲ့ဒီ3ညကဒီလို3ညလို့ပြန်ဖြစ်တယ်ဒီလိုလေးနှစ်ရှစ်နှလုံးပေါင်းခြင်း3ညဖြစ်ပြီတဲ့နဲ့သူ့အောက်က shit 3ညနှစ်ဆိုပြီးတော့ဒီလို တော်တော်တုံညာပြန်ဖြစ်တယ်ဆိုရက်ကနှစ်ပိတ်ပုံပေါ်လာပဲအဲ့လိုပဲသူ့အောက်ကဒီရှစ်ခုနှလုံးပေါင်းခြင်းခွန်ဒီခွန်ကလည်းအဲ့ဒီခွန်ကလည်းဒီလိုတုံညာ၅နှစ်တုံညာ၅နှစ်ဒီသုံးလုံးပေါင်းခြင်းခွန်ဆိုပြီးတော့ဖြစ်တယ်ဆိုရက်ကနှစ်ပိတ်လေးပုံပေါ်လာပဲဆိုဒီပုံစံလေးကနှစ်ချိန်ဖြစ်တာ ူကလည်း၃ချိန်ဆက်ဖြစ်မယ်စမေနေ့ရှိ၈၉၃၂၃ညနှစ်ကဆက်ပြီးတော့ယူမယ်ဆိုရင်ဒီနှလုံးပေါင်းချင်းနှစ်လို့ဖြစ်တာလို့အပေါ်နှစ်ချိန်အတိုင်းဒီလိုဒီလိုတော့လုံးလာကိုရှိဒီတော့လုံးပေါင်းချင်းနှစ်လို့ဖြစ်အောင်မယ်ဆိုရင်အခုရှိတော့ဘာကြီးနှစ်ဆိုရတာငါပဲရှိပဲဒီပုံစံလေးနဲ့ရေးစားလိုက် ဆိုတော့ကထိန်တန်းလုံးအလဲနှလုံးပိတ်နှလုံးဒီလိုလေးဖြစ်သွားပြီသူကအရင်ဆုံးဒက်တွက်လိုက်မှဆိုရင်ဒါကနန်းကနန်းထည့်တဲ့ပုံလေးတွေပါဒီရှင်းနှလုံးပေါင်းခြင်းနှလုံးပေါင်းခြင်းတွေပါအားလုံးအကျုံးဝင်အောင်ကပ်ပင်ရင်သဘောမှာယူဆလို့ရထားတဲ့ဒါတွေအားလုံးခြုံငုံပြီးတော့ကနန်းဖြည့်ပါဆိုရင်သူကဒီမှာလေးနှစ်ငါလေးနှစ်လေးနှစ်ငါလေးနှစ်ရှိပြည့်တဲ့ကလေး၃ည၅ ်တတုံညာရှိပြည်ရကခေါနှိငာခေါနှိရှိပြီးရင်ခေါတုံညာငာခေါတုံညာရှိဒါမျိုးလေးတွေယူလို့ရဆိုရက်ကနောင်နှလုံးပေါင်းရင်ငားလေးတွေရတယ်ကတုံညာအလဲငားပိတ်ပါနေတော့သူကဒီဒီနှစ်ခုလေးရတာနောင်နှလုံးပေါင်းငားဖြစ်နေကြီးလေးနဲ့ဟောတူတွဲထားတယ်ပေါ့ပြီးတဲ့အခါမှာသူက ဒီနောက်နောက်လုံးပေါင်းခြင်းကရှေ့မှာ3နှစ်3ဆိုပြီးတော့မှနှစ်အလဲကိုမန်တိုင်းပြုတ်ပြီးတော့မှရှင်းလုံးပေါင်းခြင်းကနောက်နောက်လုံးပေါင်းခြင်းကနဲ့ဒီစားတဲ့အခါ3နှစ်3ဆိုပြီးတော့မှဖြစ်သွားရောဆိုတော့ဒီမှာလဲ3ညအလဲကိုမန်တိုင်းပြုတ်ပြီးတော့မှရှင်းလုံးပေါင်းခြင်းကနောက်နောက်လုံးပေါင်းခြင်းကိုထည့်မယ်ဆိုရင်ငါ3ည5လို့ထည့်လို့ရတယ်ဆိုတော့ဒါဒါထည့်လိုက်တယ်ပြီးတဲ့အခါ3နှစ်5 ုံးနှစ်ရှိဒါကပါလဲဆိုတော့ဒီနှစ်အလဲကိုမန်တိုင်းပြုတ်ပြီးတော့မှရှင်းနှလုံးပေါင်းငါးနဲ့ရှင်းရှင်းနှလုံးပေါင်းခြင်းငါးနဲ့သူ့ကိုဒီအပိတ်ဖြစ်နေခြင်းနှစ်ခုထပ်ထည့်လိုက်တာရှင်းရှင်းနှလုံးပေါင်းခြင်းငါးဆိုတဲ့အခါသုံးနှစ်တွဲနေပေါ့ပြီးတဲ့အခါငါးငါးပိတ်သူရှင်းပိတ်သူနဲ့ကတ်လိုက်တာပြီးတဲ့အခါဒီမှာ လေးတင်းငါဆိုရက်ကလေးတင်းငါပြီးတော့မှာလေးတင်းရှစ်အဲလေးတင်းငါလေးတင်းရှစ်ဆိုတာလေးထိတ်နဲ့ရှင်နှလုံးပေါင်းခြင်းငါအပိတ်တွေနဲ့တွဲလိုက်တာပြီးတဲ့အခါခွန်ရှင်းငါခွန်ရှစ်ရှစ်ဆိုရက်ကဒါလည်းခွန်ထိတ်နဲ့ရှင်နှလုံးပေါင်းခြင်းငါအပိတ်နှလုံးနဲ့တွဲလိုက်တာပြီးတဲ့အခါဒီမှာလေးတင်းလေးဆိုတာက လေးထိတ်ကိုပဘောပြုတ်ပြီးတော့မှရှင်နှလုံးပေါင်းခြင်းကနောက်နှလုံးပေါင်းခြင်းကဖြည့်လိုက်တာအဲ့လိုပဲခွန်ရှိခွန်ဆိုရင်လည်းအဲ့ဒီတိုင်းလည်းခွန်ထိတ်ကိုပဲပဘောပြုတ်ပြီးတော့ရှင်နှလုံးပေါင်းကနောက်နှလုံးပေါင်းကဖြည့်ချလိုက်တာဒီမူနဲ့ဒီအလုံးအစံထက်ထားတာတွေနဲ့ကွတိကိုယူဆထားတယ်လို့ဖြစ်မှန်ဆိုရင်အလုံးတောင်းစင်နေအောင်ဒါမျိုးလေးဖြည့်ထည့်လိုက်တာပြီးတဲ့အခါမှာလေခွန်ရှိဆိုတာက လေးခွန်ရှင်းဆိုတော့လေးခွန်ရှင်းဆိုတာဒီလိုလေးထိတ်နဲ့နောက်နောက်လုံးပေါင်းခြင်းကဒါမှသူကရှစ်ရှစ်အပိတ်ကိုတုံညာအပိတ်ကိုဒီမှာလေးထိတ်နဲ့နောက်နောက်လုံးပေါင်းခြင်းကတုံညာငါးတွဲရဖြစ်ထားပြီဆိုတော့ရှစ်ရှစ်အပိတ်နဲ့ခွန်ရှင်းတွဲကိုထည့်လိုက်တာလေးခွန်ရှင်းလေးထိတ်နောက်နောက်လုံးပေါင်း လေးထိပ်ရှစ်ပိတ်နဲ့နံပါတ်လုံးပေါင်းခြင်းငါဒါမျိုးဒါမျိုးယူထည့်လိုက်တာဆိုတော့အဲ့ဒီအတိုင်းပဲခွန်ခွန်ရှစ်ပေါ့ခွန်ထိပ်နဲ့ခွန်ထိပ်ရှစ်ပိတ်နဲ့နံပါတ်လုံးပေါင်းခြင်းငါလေးထိပ်ငါးပိတ်နဲ့နံပါတ်လုံးပေါင်းခြင်းငါတွေကအော်တိုပါပီတာလေးဖြစ်နေလို့ဒီလိုထပ်ဖြစ်ပေးတာပြည်တဲ့ကတိမှာငါငါတုံညာငါဆိုတော့ရှစ်ခွန်ဒါကတုံညာတုံညာအလဲကိုဘုံပြုတ်ပြီးတော့ ဒီဒီလိုမျိုးလေးယူယူထားတယ်ပေါ့ဆိုတော့ကသူကရှစ်ကိုအော်မဟုတ်ဘူးတုံးရက်ငါငါအပိတ်နဲ့ဒီလိုယူလိုက်တာဆိုတော့ကသူကအခုကငါရှစ်အပိတ်နဲ့ယူမှာရှစ်အပိတ်နဲ့နောက်နှလုံးပေါင်းငါရှစ်နှလုံးပေါင်းငါထည့်ထားဆိုတော့ရှစ်ခွန်ရှစ်ဒီလိုဖြစ်သွားအော်ပြီးတဲ့ကောင်လည်းကြံနေသေးတယ် ငါငါတောင်ညာငါပြီငါတောင်ညာရှစ်တကွက်ပါထက်ရငါငါတောင်ညာရှစ်တကွက်ထက်တိုးလိုက်မယ်ဒါပြီးတဲ့ခါမှမှဒါအားလုံးကိုအချောဆွဲလိုက်တဲ့ခါမှမှဖြစ်နိုင်ကြည်အားလုံးပါအောင်ကျွန်တော်ကဏ္ဍလေးတွေအကုန်ပြန်ထည့်ပေးလိုက်မယ်ဒါကြတဲ့ကဟိုကဏ္ဍလေးတွေဘလို့ကဏ္ဍအယူဆလေးတွေဆိုတော့တချို့ကြတော့ဒီလိုတဆင်ချင်းမကြည့်လာတဲ့အခါတဆင်ချင်းကြည့်လာခဲ့ရင်တော့မှ ဒီကဏ္ဍတွဲပုံတွဲနည်းတွေဟာဟိုနည်းနည်းနားလည်မှာမဟုတ်ဘူးဆိုတော့ဒီဖြစ်နေကြလေးတွေအားလုံးနဲ့အကျုံးဝင်အောင်ဒါချုံကုန်ပြီးတော့မှကဏ္ဍတွေတွဲထုတ်ပေးတာဆိုတော့ဒါကပ်ပင်မှာယူဆလို့ရထားတာအားလုံးကိုသူ့မူစနစ်တွေနဲ့အလုံးစံနေတဲ့အားလုံးပေါင်းချုပ်ထည့်လိုက်တာဆိုတော့ကိုယ်မူလေးမှန်ခဲ့ရင် မူမှန်ပြီးတော့မှအလုံးအစံတွေလွဲကရင်တော့မှတနည်းရရမှတလုံးမှန်တာနဲ့မိမဲ့ပုံစံမျိုးထည့်ပေးထားတာဆိုတော့ကျွန်တော်ကဏ္ဍအချောတန်ထက်ပြန်ထည့်လိုက်မယ်ထက်ထည့်လိုက်မယ်ဆိုတော့ကပ်ပင်ယူဆမှုနဲ့ထင်ထားမြင်ထားတဲ့ဖြစ်နိုင်ခြေလေးတွေအားလုံးပေါင်းချုပ်ပြီးတော့ဒါကဏ္ဍလေးတွေယူဆထားတဲ့ကဏ္ဍလေးတွေနဲ့အကျုံးဝင်တဲ့မူဆိုင်တွေပေါင်းစပ်ပြီးတော့ ကကဏ္ဍစီလိုက်တဲ့အခါဒီမှာစုစုပေါင်း22ကွက်ရှေ့မှာဒါတကွက်ထဲဖြစ်နိုင်ခြေအနေနဲ့ဟိုတခါတည်းနဲ့ပေါင်းပြလို့ရှိရင်လုံးဝအဆင်မပြေလို့ဒီလိုခွဲပြီးတော့မှတကွက်ထဲဆွဲယူပြထားတဲ့အဲတော့နေတော့ဆိုတဲ့ကဏ္ဍမှာဒီမှာပေါင်းထည့်လိုက်တယ်ဆိုတော့ဒါရီယာအမြင်အထင်အရာဆက်လက်ယူဆထားတဲ့ဖြစ်နေကြလေးတွေဆိုတော့ဒီထဲမှာဟိုကြိုက်တာလေးတွေရွေးတော့ပေါ့ ယူဆထားတယ်လို့ကွက်တီဖြစ်ရင်တော့ဖြစ်မှာပဲဖြစ်နေချင်များတယ်ပေါ့ဒီရှင်းနှလုံးပေါင်းခြင်းနောက်နှလုံးပေါင်းခြင်းဟာရှင်းနှလုံးပေါင်းခြင်းလဲအဲတပြိုင်နဲ့တပြိုင်နဲ့မမှန်တဲ့အောင်တချမ်းမမှန်ရှင်းနှလုံးပေါင်းခြင်းမမှန်အပိတ်မှန်ဒါဒါမျိုးဆိုလို့ရှိရင်ဒါလည်းလုံးတူတာနဲ့ပေါက်နိုင်ကြီးပောက်ွက်ပန်းနိုင်ကြီးများတယ်ဖြစ်နေချင်လေးတွေပေါ့ဆိုတော့ဒါဒါအဲ ။မဖြစ်မလဲဆိုတော့တော့မသိဘူး။ကိုယူဆလို့ရတဲ့ပုံစံလေးတွေအတိုင်းဖြစ်နိုင်ကြည်လေးတွေယူဆလိုက်တယ်။ဒါကပ်ပင်နဲ့ယူဆထားတဲ့ခဏအလုံးဒီလောက်ထွက်တယ်ပေါ့။ဒါထက်ရှာရင်တော့ရှိအောင်ပဲဒါပေမဲ့မရှာတော့ဘူးဒီလောက်နဲ့ပဲ break out လိုက်တယ်။ Now တကွင်ကျော်နှစ်ကွင်ကျော်သုံးကွင်ကျော်ဒါမျိုးလေးတွေနဲ့ထပ်ပြီးတော့ယူဆရှာဖွေကြည့်အောင်မယ်။ကျွန်တော်ပြီးတဲ့အခါတင်ပေးပါမယ်။အရွေးအကြိမ်မှန်ပြီးတော့ကံကောင်းကြပါစေအဓိကတော့ကံကောင်းဖို့အဓိကပဲကံကောင်းရင်တက်တက်တိုးတက်တယ် ခံကောင်းကြပါစေစွတောင်းပေးပါရယ်ကျွန်တော် channel လေးကို subscribe လုပ်ထားခြင်းနဲ့ဆိုရင် subscribe လေးလုပ်ထားပေးပါကျွန်တော် 2D ရော 3D ရောဟိုကျွန်တော်အမြင်အထင်လေးတွေအတိုင်းယူဆပြီးတော့မှတည်တည်ချာချာရှင်းပြပြောပြပေးတယ်ဒါတော့တက်တက်ကြတာမကြတာတော့မသိဘူးကိုကို့အတွက်ဒါအထောက်ပံ့အကူအညီဖြစ်စေတယ်ဆိုရင်ယူတော့မှပြီးတော့ကျွန်တော်ဗီဒီယိုလေးတွေကို VPN လေးခံပြီးတော့ကြည့်ပေးကြပါ ခံကောင်းကြပါစေဆုတောင်းပေးပါတယ်